မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခရမိုင်ကျေးရွာတစ်ဝိုက်ကလက်ကျန်စစ်ကန်းတွေရှိတဲ့နေရာတွေမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးတော့စိုးစုကယခုရပိုင်းအပြင်းထန်လေးကြောင်းပုံကျဲနေရလို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါရယ်တပိတ်ချင်းမြို့အပါဝင်တပိတ်ချင်းနယ်ကစိုးစုစကန်အများပြားကို2024နှစ်လပိုင်းကလေးကတော်လိုင်းကြီးတပ်တွေကတိမ့်ပိုက်ထားပေမဲ့ခရမိုင်ကျေးရွာနယ်တွင်းငယ်ကျေးရွာတစ်ဝိုက်မှာစစ်ကန်းချို့ကျန်ရှိနေသေးတာပါ အဲ့ဒီလက်ကျန်စစ်စကန်တွေမကြဖို့စိုးစုကလေကြောင်းပုံကျဲခုခံနေပြီးတော့ယခုလတွေအတွင်းလေကြောင်းကားတွေတစင်အင်အားဖြည့်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာသလိုလေကြောင်းကားတွေပါအပြင်းထန်ပုံကျဲနေတာပါဇွန်လ28ရက်မနက်6နာရီကျော်ကနေ9နာရီခွဲထိဝိုင်တွဲနေရင်နဲ့7ချိန်လာရောက်ပုံကျဲပြီးရနောက်ခက်တာရနာကမိုးလွယ်ပိုင်းမှာလဲဒုတိယအကြော့ဖြစ်ဝိုင်တွဲနေရင်လည်းထပ်မံလာရောက်ကအပြင်းအထန်ပုံကျဲတယ်လို့တော်လိုင်းရဲဘော်တို့ကပြောပါတယ် ဇွန်28ရက်ကလည်းဝိုင်းတွဲလေရင်နဲ့အကြိမ်ကြိမ်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ Jet Fighter တိုက်လေရင်နဲ့လည်းနှစ်ကြိမ်ပုံလာကျဲတယ်လို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါရယ်။ရေပြင်တိုက်ပွဲအခြေအနေကိုတော့ MFP အနေနဲ့မသိရသေးပါဘူး။ PD ရဲ့အလောင်းနဲ့လက်နက်ခဲယမ်းတချို့သိမ်းဆီးရရှိတယ်လို့မန္တလေးနှံတွင်းအခြေစိုက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လဘခကလက်သက်မွေထားတဲ့စစ်လော်ဘီတွေကသတင်းဖြန်ပါရယ်။တပိတ်ချင်းနဲ့ခရင်မိုင်းကျေးရွာနီးကစကားတာနှစ်ခေါ်အမှတ်နှစ်စစ်အခြေခံလေ့ကျင့်တဲ့ ကြောက်ကြီးနီးပညာတက်တွင်းငယ်ကျေးရအနီးကတတက73ခွအမှတ်73တမ်းမြင့်လေးချင်းအကြောင်းတို့ကိုတော်လန်ရေးတက်တွေကအပိသက်မသိမ်းနိုင်သေးပဲဝိုင်းမဲ့ပိတ်ဆို့ထားတာနှစ်ဝက်ကျော်ကြာလာပြီဖြစ်ပါတယ်တိုက်ပွဲတွေဖြစ်ပွားပြီးစိုးစုကလေးချောင်းပုံးကျဲနေလို့ခုနှစ်မိုင်နဲ့တွင်းငယ်ကျေးရအနီးဝင်းချင်းကျေးရ20ခန်းကတောင်းတဲ့ခြေတဲ့ပြည်သူတွေအိုးအိမ်စွန့်ခွာထွက်ပြေးနေကြတာတစ်နှစ်ခန့်ကြာပြီဖြစ်ပါတယ်